ငញ្ញံတော့စိငញ្ញံတော့ဘွာညာနာကုကုကုလေးစားတက်လာတဲ့အခါ self esteem ကိုယ့်ရဲ့တန်ဖိုးနဲ့ကိုယ်ပိုင်အရည်အသွေးတွေပေါ်ယုံကြည်မှုရှိတာကုကုကုလေးစားမှုအဖြစ်အဝါရှိတာမျိုးကို self esteem လို့ခေါ်ပါတယ် sub esteem မြန်မာသူတွေကကိုကိုကိုအကောင်းမြင်ဝါဒီတွေဖြစ်တယ် positive thinking ရှိတယ်။ရည်မှန်းချက်တွေအတွက်လုံဆောင်နိုင်စမ်းတွေကိုယုံကြည်ကြတယ်။ပြဿနာတွေစင်ခေါ်မှုတွေကိုရင်ဆိုင်တဲ့နေရာမှာလဲပိုယုံကြည်မှုရှိပြီးခံနိုင်ရည်ရှိတဲ့ကြပါတယ်။အဲ့ဒါတွေနဲ့ဆန့်ကျင်ဘက် self esteem နဲ့ပါသူတို့တို့များများကကိုယ့်ကိုယ်ကိုအဆူမြင်ဝါးဒီ negative တွေသူတို့ရဲ့အရေးချင်းတွေကိုတန်တရားဝင်တတ်ကြတယ်။စိတ်မလုံခြုံမှုတွေနဲ့ရှုပ်ထွေးတိုင်ပတ်နေတတ်ကြတာမျိုးပါ။ ကိုကိုကိုခံစားမှု မရှိတဲ့သူတော်ဘာရဲ့ချစ်ခင်လေးစားမှုကိုမခံရတဲ့သူဟာစိတ်ပိုင်းဆိုင်ရာကျမ်းမာနိုင်ဖို့ခဲယဉ်တယ်ကိုကိုကိုလေးစားမှုကင်းမဲ့လာတဲ့အခါစိတ်ပိုင်းဆိုင်ရာချုံရင်းမှုတွေကြုံတွေ့ရနိုင်ခြင်းပုံများတယ်ဆပ်အစတင်နေပါနေပါတာကစိတ်ချယောဂာနဲ့ဆက်ဆက်နေတာမျိုးရိုးပြီစားကြီးပြင်းလာရသူအထွေကြုံတွေကလည်းဆပ်အစတင်အပေါ်လွှမ်းမှုထားတယ် ရုပ်ပိုင်းဆိုင်ရာအတွင်ပြင်ကိုလေးချင်းစိတ်ချမ်းမာရေးပြဿနာတွေစီးပွားရေးအခြေအနေလူမှုရေးအမဲဆက်တွေရေဒူချင်းဖိအားတွေအနိုင်ကျမှုစတဲ့အရာတွေဆပ်အစတင်နေပါသူတွေကို ဖြစ်ပေါ်စေတဲ့အမျိုးမျိုးသောအကြောင်းရင်းတွေပေါ့ဆပ်အစတင်အကောင်းလာတဲ့အခါကိုကိုကိုလေးစားမှုအကောင်းမြင့်မလာတဲ့အခါကိုကိုကိုတန်မိုးထားမှုတိုးတက်လာတဲ့အခါဘာပြေဖြစ်လာမလဲဆိုတာကိုကိုကို ြစ်တင်ရုပ်ချ blame လုပ်တာမျိုးတွေမရှိတော့ဘူးစိတ်ဖိစီးမှုတွေကို ခံနိုင်ရပိုရှိလာတယ်ဘလို့ခက်ခဲတွေနဲ့ပဲကြုံလာရင်ဆိုင်နိုင်မှုလုံလောက်တဲ့ခွန်အားတွေရှိတယ်ကြားတွေကိုလည်းပိုပြီးအကောင်းမြင်လာနိုင်တယ်လို့လေးစားတမှုနဲ့ချင်းချင်းနာနာဆက်ဆံလာနိုင်လာတယ်။စေတနာနဲ့ကယူနာဆိုင်ရင်တွေအရင်ထက်ပိုပြီးမြင့်တိုးမြင့်လာပါလိမ့်မယ်။အဲဒီလိုကောင်းကျိုးတွေရဖို့ sub-esteem မြင့်မားအောင်ဘယ်လိုလုပ်ရမလဲ။ ကိုကိုကိုလေးစားမှုကို မြင့်တင်ဖို့ကိုကိုကိုလေးစားမှု self-esteem မြင့်တင်ဖို့ဆိုတာကိုကိုကိုဆင်ခြင်သုံးသပ်ရင်မကောင်းတဲ့ negative အတွေးအမြင်တွေကို ပြောင်းလဲပြင်ရင်အပြုသဘောဆောင်တဲ့လှုပ်ဆောင်ချက်တွေပေါင်းဆက်ထားတဲ့လမ်းကြောင်းမှာဖြည်းဖြည်းမှန်မှန်ရှောင်လန်းသွားရတာမျိုးပါ self-esteem ကိုတည်ဆောက်ဖို့အချိန်နဲ့ကြိုးစားအားထုတ်မှုတွေလိုအပ်တယ်ဒီ လမ်းတစ်လျှောက်မှာအဆင်မပြေမှုတွေရှိနိုင်တာလေဖြစ်လို့စိတ်ရှည်တည်ခံပြီးကိုကိုကိုစင်နာစိတ်မွေးရပါမယ်ကိုကိုကိုကောင်းမွန်တဲ့အားပြီးစကား positive self talk တွေ ပြောဆိုပြတာကိုကိုကို view စိုက်တာဒီမဲ့ချက်ပန်းနိုင်ချမှတ်တာမိစွေကောင်းတွေစီကအားပေးမှုတွေ support တွေ supporting တွေရယူတာစသဖြင့်နီးလန်းအမျိုးမျိုးနဲ့ sebastian ကို တိုးတက်လာအောင်လုပ်နိုင်ပါတယ်အောင်မြင်မှု အကြီးကြီးတွေရှိမှရင်မဟုတ်ပါဘူး ဘလောက်ပဲတင်းငဲ့တဲ့အောင်မြင်မှုတွေဖြစ်ဖြစ်နေပါအောင်တော့ဂုံယူတက်ရပါမယ်ကိုယ့်ရဲ့အောင်မြင်မှုတွေကိုဂုံယူတာက ကိုယ့်ကိုယ်ကိုလေးစားမှုကိုမြင့်တင်ဖို့နီလန်းကောင်းတစ်ခုဖြစ်လို့ပါအဲ့ဒါကြောင့်ကိုလှုပ်ဆောင်ခဲ့တဲ့တိုးတက်မှု ကို ရောက်ရှိခဲ့တဲ့ပန်းနိုင်တွေအတွက်ကိုယ့်ကိုယ်ကိုအသိမှတ်ပြုစေချင်ပါတယ်ကိုယ့်ကိုယ်ကိုကျနာတက်အောင်လေ့ကျင့်ပါ practice of compassion ကိုကိုကိုတငယ်ချင်းတယောက်လိုနားလေပေးပါကျင်နာမှုနဲ့ဆက်ဆံပေးပါကိုကိုကိုစံစံတန်တန်ဝေဖန်အကဲဖြတ်မဲ့အစာနူညံ့သိမ်မွေးပြီးအားပေးကူညီဖို့ကြိုးစားကြည့်ပါကိုဟာဘယ်သူလဲဘလို့လူလဲကိုရဲ့ရည်မှန်းချက်တွေနဲ့အရာအားလုံးအတွက်ကိုကိုကိုလက်ခံပါလူတိုင်းဟာ perfect ဖြစ်မနေပါဘူးကိုရဲ့တန်မိုးကိုကိုယ်တိုင်ကလွယ်လို့ဘယ်သူမှအသက်မှတ်နိုင်အကဲမဖြတ်နိုင်ပါဘူးအမားလုံးမိလဲ okay ပါတယ် ညာနာကိုယ်တိုင်းလင်းငယ်စဉ်ကကိုကိုကိုအဖြစ်တင်တက်လီရှိပေမဲ့ဟိုက်တဲ့အချိန်တစ်ခုရောက်တဲ့အခါပြောင်းလဲသွားတဲ့အမြင်ရှုထောင့်တွေ ဖြစ်ပေါ်လာတယ်။ကိုကိုကိုကျနာစိတ်နဲ့နားလည်ပြေးနိုင်လာတယ်။ကိုကိုကိုဝေဖန် အခဲဖြတ်မှုတွေလုံးမဲ့အစား strong ဖြစ်လာတဲ့ရင်ကျက်မှုတွေကစိတ်ရောကိုယ်ပါပူချမ်းမာလာအောင် ပြုစုပြောထောင်ပြီးပြောင်းလဲနိုင်ခဲ့တယ်။ဒီကားတည်းစိတ်ပြတ်ဖို့ကောင်းတဲ့အရာတွေကိုလုံးမိခြင်းလုံးမိမယ်။ ဒါလည်းအဆင်ပြေပါတယ်နောက်တစ်ချိန်ပူကောင်းအောင်လုပ်မယ်တကယ်ကြိုးစားတယ်အဲ့ဒါကြောင့်အမတွေလုံမိခဲ့ရင်လေဘဝမှာလုံးဝကြာရှုံးသွားသွားတယ်လို့မျိုးမခံစားရတော့ဘူးအမတွေလုံမိလဲโอเคပါတယ်ဆိုတော့ကိုသဘောပေါက်လာတယ်အဲ့လိုနီးနဲ့ကိုကိုကိုချင်းချင်းနာနာပြုစုပြထောင်ခဲ့တယ်ကိုကိုကိုဝေဖန်မှုကို စင်ခေါ်ပြစ်လိုက်ပါ challenge negative self thought self esteem နေပါသူတွေကကိုကိုကိုဝေဖန်ပစ်တင်တတ်တယ်။အဲ့ဒီလိုကိုကိုကိုအလွန်မင်းဝေဖန်မိတဲ့အခါအဆိုးမြင်နေတဲ့အခါအဲ့ဒီစိတ်ကိုတရိထားကြည့်ဖို့လိုတယ်။ negative thought တွေကိုတွေးမိနေရင်ချက်ချင်းဆွန့်လွတ်လိုက်ပြီးအကောင်းမြင်တဲ့ positive အတွင်းလက်တွေ့ဆန်တဲ့ realistic အတွေ့အကြုံနဲ့အစားထိုးပြီးပါ။ဥပမာငါဒါကိုလုပ်နိုင်ပါမလားမဟုတ်ဘူးလို့တွေးမိဝင်တဲ့အခါကိုငါဒီအလုပ်ကိုလုပ်နိုင်စွမ်းရှိတယ်ဆိုပြီး ပြောင်းတွေးလိုက်တာမျိုး ကိုယ့်ရဲ့အားသာချက်တွေနဲ့အောင်မြင်မှုတွေကိုပြန်အမှတ်ရပြီး negative အတွေးတွေကိုစိန်ခေါ်ပြစ်လိုက်ပါလက်တွေ့ကြတဲ့ပန်းတိုင်းတွေချမှတ်ပါ self achievable goals ဖြစ်နိုင်ခြေရှိတဲ့ပန်းတိုင်းတွေ ချမှတ်တာကစိတ်အားထက်သန်မှုရရှိစေတယ်အာရုံစူးစိုက်မှုကောင်းစေတယ်ဒါပေမဲ့ကိုယ့်ရဲ့ပန်းတိုင်းတွေကလက်တွေ့ချဖို့တော့လိုတာပေါ့အောင်မြင်မှုအတွက်တရားလုပ်ဖို့အရေးကြီးတယ် ရံဝါးဝါးလုပ်လို့မရဘူးရံဝါးဝါးလုပ်ပါများရင်ကိုကိုကိုလေးစားမှုကြဆင်းလာတယ်ကိုတတ်မှတ်ထားတဲ့အတိုင်းလုပ်ဖို့လိုတယ်အဲဒါကြောင့်တိုးတက်ဖို့လိုနေသေးတဲ့ကိုယ့်ရဲ့နေပေတွေကို ခွဲခြားတတ်မှတ်ပြီးတိကျတဲ့ပန်းနိုင်ကိုချမှတ်ကြည့်စေချင်ပါတယ်ပြင်နိုင်ကြီးရှိတဲ့ပန်းနိုင်တွေကိုအကောင့်ထည့်ဖို့ကကိုကိုအောင်မြင်ပြီးအောင်မြင်ပြီးပြီးမြောက်စေတဲ့ ခံစားချက်တွေကိုပေးဆွဲနိုင်လို့ self esteem ကိုမြင့်တင်ပေးရာရောက်တဲ့နည်းလမ်းကောင်းမျိုးတစ်မျိုးဖြစ်ပါတယ်။အပြည့်သဘောဆောင်သူတွေကိုယ်နှာမှာဝန်းရံနေပါစေ။ Surrounding yourself with the positive people ကိုကိုအားပေးတဲ့နှိလိုပဲကောင်းတဲ့ positive people တွေအနားမှာရှိတာ self esteem ကိုကြီးကြီးမားမားပြောင်းလဲတိုးတက်လာစေတယ်။သူတို့ရဲ့စကားလုံးတွေကြောင့်ခွန်အားတွေရှိလာတယ်သူတို့ရဲ့နှစ်သိမ့်မှုတွေအကြောင်းစိတ်လုံးကျုံလာတယ်နေထွေးတယ်ဖေးမကူညီတယ် အဲ့ဒီလိုလူတွေရဲ့အနားမှာနေကိုကိုနှိတ်ချဆက်ဆံမှုတွေလုံခြုံမှုမရှိဘူးလို့ခံစားစေတဲ့သူတွေဆိုဝေဝေကရှောင်ကိုကိုတခုမဟုတ်တခု support ပေးနိုင်သူတွေကိုအချိန်ပေးဖေးမကူညီတတ်သူတွေရဲ့အနီးအနားမှာရှိနေတာက ကိုကိုကိုယုံကြည်မှုရှိစေပြီးတန်ဖိုးထားမှုကိုကိုခံစားစေရပါတယ်ဒီနေ့မှာဒီနေ့တောင်မှလေးချိန်ငန်းလုပ်ပါ အာရရှိတဲ့အစားအစာစားတော့ပါလုံလောက်စွာအိပ်စက်ပါခံစားချက်တွေကိုကောင်းမွန်စေဖို့ healthy ဖြစ်တဲ့နည်းလမ်းတွေကိုရှာဖွေပါစိတ်ကြည်လင်စေဖို့ meditation လုပ်ပါဒီလိုမျိုးကိုယ့်ကိုယ်ကိုရုပ်ပိုင်းဆိုင်ရာပူကြည့်ကောင်းအောင် စိတ်ပိုင်းဆိုင်ရာပူချမ်းခံအောင် views ပုံမှန် view ဆိုင်ပြီးတဲ့အခါကိုယ်ကပြစ်ဆုပ်ပန်းတဲ့အနာကက်မှာ ပိုပြီးတောက်ပေါက်ကောင်းမွန်နေလူတစ်ယောက်ဖြစ်လာမှအသေးချာပါပဲဒီခံစားချက်တွေက ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု self esteem ကိုတင်း ြင့်တင်မှုနီးလန်းတချို့ပဲဖြစ်ပါတယ်။အနည်းချုပ်အနည်းငယ်ကတော့ကောင်းမွန်မှန်ကန်တဲ့အရာတွေကို လုပ်နေတဲ့အခါကိုကိုကိုတန်ဖိုးထားဂုဏ်ယူတက်လာပါလိမ့်မယ်။အဲဒီလိုကိုကိုကိုတန်ဖိုးထားဂုဏ်ယူတက်မှု self esteem မြင့်မှာလာတဲ့အခါစိတ်တကြမှု depression စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်ခြေကနေကာကွယ်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဘဝမှာ self esteem ကိုတရားတည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။